ြော့ဒီပုံစံတိုင်းအမှန်တကယ်လုတ်ပေးမှသိကြရင်အပြောနဲ့အလုံးနဲ့ညီမသိကြရင်ကျိတ်တေပေါ့ပြီးခံဖြိုးကိုအားလုံးကမဲပေးရွေးချက်ပါလိမ့်မယ်။မဲပေးပါလို့မဲတောင်းစရာမလိုတဲ့နဲ့ပြောနဲ့အလုံးနဲ့တော့အမှန်တကယ်ညီမယ်ဆိုရင်ကျိတ်တေပေါ့ပြီးခံဖြိုးကိုလူလူကမဲပေးလိမ့်မယ်။ကျွန်မကိုယ်တိုင်လည်းမဲပေးမယ်။နော်။ဆိုတော့တော့အပြောနဲ့အလုံးနဲ့ညီစေချင်တယ်။နော်ဒေါအောင်ဆန်းစုကြည်ဆိုလည်းဒီလိုပဲ။ ဘာလို့ပါတီအစိုးရဖြစ်ချင်ပထမဆုံးလုံးမာကအမျိုးစုံစားချုပ်ကိုပြည်သူကိုချပြမှာပါမျိုးစုံစားချုပ်မှာစစ်တပ်ကဘယ်လိုမျိုးတွေလှုပ်ထားလဲဘယ်လိုသဘောတူညီချက်တွေလှုပ်ထားလဲဆိုတော့ကျမတို့မသိတဲ့အတွက် NLD ပါတီအစိုးရဖြစ်ချင်ပထမဆုံးလုံးမဲ့အလုပ်ကမျိုးစုံစားချုပ်ကိုပြည်သူကိုချပြပါမယ်ဆိုပြီးတော့ကချင်ပြည်နယ်မြစ်ကြီးနားမှာကချင်ဝတ်စုံဝတ်ပြီးကချင်လူမှုကိုတော်ဆိုကြည့်ခြင်းထက်တကယ်တဲ့အစိုးရဖြစ်တဲ့ခါကျတော့၅နှစ်လုံးတော့မျိုးစုံချောင်းကိုတခွန်းမှမဟပဲနဲ့အတိတ်မိသလိုရွှေပြောက်သလိုအယူွက်နေပြီးတော့ မျက်နှာပြောင်တိုက်ခဲ့တဲ့အနေအထားလေးရှိကျွန်တော်ဗာလေးပြောခြင်းလဲဆိုတော့အဖသားကြီးတွေအဘသားကြီးတွေမြင်မကောင်းတော့ပါဘူးဆိုတဲ့အကြောင်းလေးကျွန်တော်ပြောခြင်းတာပေါ့ဗျာအဘသားတွေအဘသားတွေအားလုံးကိုကျွန်တော်လေးစားတယ်အဘသားကြီးတွေအားလုံးကိုကျွန်တော်လေးစားတယ်အဘသားကြီးတွေကိုဘာကြောင့်လေးစားရလဲဆိုတော့အဘသားကြီးတွေကတတ်မတော်ဘက်ကနေပြီးရင်သူကကြလာမမမမရက်တည်တယ်ပေါ့ဗျာနိုင်ငံဘက်ကနေရက်တည်ကြတယ်ပေါ့တော်တော်လည်းပဲစိတ်သက်တွေအောက်ထမ်းကြတယ်ဗျာဒီပွဲမှာတော့ဗျဒီကိုဇော်ဘုန်းကြီးနဲ့ ဖြစ်တဲ့ဟာမှာဆိုလို့ရှိရင်နိုင်ငံမှာအကျင့်ပြည့်အကျင့်ပြည့်ဝန်တန်းဆိုတာတတ်ထဲမှာလည်းရှိတယ်ဒီအကျင့်ပြည့်ဝန်တန်းတွေကိုကိုသောဘုန်းကြီးကထောက်ပြတဲ့ခါမှာကြက်လာအနာရှိတဲ့လူတွေဆက်အနာရှိတဲ့လူတွေဆက်လို့ပြောတာအဲ့တော့အနာရှိတဲ့လူတွေဆက်အနာမရှိတဲ့လူကမဆက်နိုင်လေဗျာအဘသားကြီးတွေပေါ်သူတို့ကကြက်လာအဘကိုကိုးကွယ်တာသူအဘသားကြီးတွေမှာအမကင်းလာအဘသားကြီးတွေမှာအဆဲကင်းလာ အပသားကြီးတွေကျလာမြင်မကောင်းမှုကျလာတခါတည်းရေးတာတာကြီးဆဲထားတာတွေကျေကျလာဟိုရာတွေကျလာညစ်တိညစ်ပတ်တွေပြောထားတာတွေအများကြီးပဲဒီအဖသားကြီးတွေမှာလည်းပဲအဖသားကြီးကျွန်တော်နာမည်ထုတ်မပြောချင်ဘူးပြတဲ့ပုံကိုရေးဖြစ်ကုန်ပါသလိုဒီအဖသားကြီးတွေလိုပဲပြောချင်တယ်အဖသားကြီးတွေဂရုလိုက်ရှိတယ်အုတ်လိုက်ကြီးဖြစ်နေအခုကအုတ်လိုက်ကြီးအဘသားကြီးတွေကအုတ်လိပ်ကြီးဗျာကိုယ်တော်ဝင်းကိုစောနေကြတာကြည့်လို့မကောင်းပါဘူးမြင်လို့မကောင်းပါဘူးခင်ဗျားတို့စောက်ရှစ်ကလေးရှိကြပါခင်ဗျားတို့ရဲ့စိတ်တက်တွေအောက်တန်းကြတာကိုခင်ဗျားတို့ကိုယ်တိုင် ပေါ်ပြနေတာ ျွန်တော်တို့ကခင်ဗျားတို့ကိုလေးစားခဲ့တာတန်ဖိုးထားခဲ့တာတန်ဖိုးထားခဲ့တာအခုချိန်မှာတော့ပြင်ခင်ဗျားတို့စိတ်တက်တွေကိုကြည့်ပြီးခင်ဗျားတို့ဟာတိုင်းပြည်အတွက်ယုံကြည်စိတ်ချရတဲ့လူတွေမဟုတ်ဘူးခင်ဗျားတို့ကပုံကိုရေကိုကွယ်တဲ့လူတွေပဲခင်ဗျားတို့ကပုံကိုရေကိုကွယ်နေတဲ့လူတွေတိုင်းပြည်တခုကိုကြလားဟာဗာလဲအဖွဲ့အစည်းတခုရဲ့ဂုံတိတ်ကညှိုးနှမ်းပါတယ်လို့ပြည်သူလူထုရဲ့အထင်မြင်လွဲမအောင်ဖြစ်ပါတယ်လို့ခင်ဗျားတို့ကရောပြည်သူလူထုအထင်မြင်လွဲမအောင်ရေးတဲ့စာတွေမပါဘူးလားခင်ဗျားတို့ရေးတဲ့စာတွေထဲမှာ ။ခင်ဗျားတို့ပြောသမျှကိုယုံတယ်လို့များအောင်မိနေလား။ကိုသောဘုံကြီးပြောသမျှကိုလည်းလူတိုင်းကယုံတယ်အောင်မိနေသလား။အခုကခင်ဗျားတို့ကထောင်ကြအောင်လုပ်နေတာ။ထောင်ကြအောင်လုပ်နေတာခင်ဗျားတို့ရဲ့စိတ်ဓာတ်တွေကအပ္ပတအောင်တန်းကြတာကြလား။အဲ့ကြာကြာလူတိတာပေါ့ဗျာအခုတော့တိရတာပေါ့အဘသားကြီးတွေစိတ်တက်တွေအောက်တန်းကြမှန်းအဘသားကြီးတွေကအောက်တန်းစားတွေမှန်းလူတိရတာပေါ့ဗျာလူလူတိရတာပေါ့ကျွန်တော်တို့ကတော့ခမရတို့တင်းနေလေကြည့်တယ်ခုလည်းကြည့်တယ်နောင်လည်းကြည့်အောင်ပါကြည့်တော့ကြည့်မှာဒါမဲ့ခမရတို့ကိုလေးစားလို့တော့မရဘူးခမရတို့ကိုလေးစားလို့လည်းမရဘူးတန်ဖိုးထားလို့လည်းမရဘူး ခင်ဗျားတို့အောက်တန်းသားတွေပဲလူတယောက်ကိုကြလာကြောက်ချဖို့ပဲတိမ့်ပြီးပြစ်စည်းနေတာခင်ဗျားတို့လိုကြလာ အပါကြီးအပါလေးဝင်ကြီးဝင်လေးတွေကိုရှေ့ကနေမမမက်မက်ရက်ပြီးကာကွယ်ပေးနေခဲ့ပါကာကွယ်ပေးနေခဲ့ကြတယ်ခင်ဗျားတို့လိုအပါသားကြီးတွေရှိနေလို့လည်းပဲတိမ့်ပြီးအပြက်နေတာအဲ့အပါတွေထဲမှာလည်းအချင်းပြက်အပါတွေအများကြီးပဲရှိတာပဲတပ်မတော်သားတွေမှာလည်းပဲအချင်းပြက်စီးပွားရေးသမားစီးပွားရေးဆိုင်တဲ့တပ်မတော်သားတွေအများကြီးရှိတာပဲကြလာအငှက်ပြက်တွေလေး ရဲဆိုတာလည်းအငက်ပြက်လေတပ်မလို့သားအများစုဆိုတာလည်းအငက်ပြက်တယ်လေထပ်သာတဲ့လူတန်းသားစစ်တဲမဝင်ဘူးစစ်တဲရောမဝင်ဘူးစစ်တပ်ကောင်းဆောင်များကိုဆဲဆိုမှုဖြင့်ဖမ်းဆီးခံထားရသောစစ်လော်ဘီဇော်ဘုံဟင်းကိုအလဲပိုင်းတိုင်းစစ်ဌာနချုပ်မှစစ်ထောက်လှမ်းရေးများကစစ်ကြောရေးစခန်းသို့ခေါ်ဆောင်စစ်ကြောနေမင်းအောင်လိုင်းအပါအဝင်စစ်တပ်ကောင်းဆောင်များကိုဆဲဆိုမှုဖြင့်ဖမ်းဆီးခံထားရသောစစ်လော်ဘီဇော်ဘုံဟင်းကိုအလဲပိုင်းတိုင်းစစ်ဌာနချုပ်မှစစ်ထောက်လှမ်းရေးများက စစ်ကြောရေးစခန်းသို့ခေါ်ဆောင်ပြီးစစ်ကြောနေကြောင်းပြည်ဦးလွင်အခြေဆိုင်ရဲတပ်င်းရင်းမြစ်ကရန်ကုန်ခေတ်တည်င်းဌာနထံသို့ပြောဆိုသည့်ဇွန်လ၂ရက်နေ့မွန်းလွဲတနားရီကျော်အချိန်ပြည်ဦးလွင်တွင်နေထိုင်သောစစ်လော်ဘီဇော်ဘုံဟင်းကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်းရင်တို့ဖန်စီပြီးနောက်အလဲပိုင်းတိုင်းစစ်ဌာနချုပ်မှစစ်ထောက်လန်းရေးများကဇော်ဘုံဟင်းကိုစစ်ကြောရေးစခန်းသို့ခေါ်ဆောင်သွားပြီးစစ်ကြောနေကြောင်း စစ်တပ်ကောင်းဆောင်များကိုဆဲဆိုမှုနောက်ွယ်တွင်မြစ်တီရည်ရွယ်ချက်ပါရှိသည်နည်းဆိုသောအချက်ကိုစစ်ကြောမေးမြန်းနေခြင်းဖြစ်ကြောင်းသိရှိရသည်။ဖမ်းပြီးတော့တခါတည်းစစ်ကြောရေးကိုခေါ်သွားတဲ့ဇွန်လ၂ရက်နေ့ကလေးကစစ်ကြောရေးကိုတန်းခေါ်သွားတာအခုချိန်ထိရဲစခန်းကိုမရောက်လာသေးဘူးစစ်ကြောရေးလုပ်နေတယ်လို့သိရတယ်စစ်ကြောရေးစခန်းဆိုတော့ခက်ကြမ်းကြမ်းတော့ဖျက်တမ်းရနိုင်တယ်ဟုပြင်ဦးလွင်ရဲ့တည်င်းရင်းမြစ်ကဆိုသည် မဖတာနှင့်အမျိုးသားရေးအစိုးရဖုန်ကြီးပေါက်ကိုတော်ကမူဇော်ဘုံဟင်းကိုစစ်တပ်ကဖမ်းဆီးမှုမှာဇော်ဘုံဟင်းအတွက်ကံကောင်းခြင်းဖြစ်ကြောင်းအပြင်တွင်နေထိုင်ပါက PDF ဖမ်းဆီးတပ်ဖြတ်၍တည်သွားနိုင်ကြောင်းယခုကဲ့သို့စစ်တပ်ကဖမ်းဆီးထောင်ချခြင်းကြောင့်ထောင်ထဲတွင်အေးဆေးစွာဖြတ်တန်းနိုင်တော်မူဖြစ်၍ကံကောင်းခြင်းဖြစ်ကြောင်းသူ၏ Telegram မှတဆင့်ပြောဆိုထားသည့် မင်းအောင်လိုင်းအပါဝင်စစ်အရာရှိကြီးများကိုဆဲဆိုသည့်အတွက်ရန်ကုန်တိုင်းဒဂုံမြို့တစ်တောင်ပိုင်းမြို့နယ်ရဲစခန်းတွင်ဆက်သွယ်ရေးဥပဒေပုံမှ66ကားဖြင့်မပတာနှင့်စစ်တပ်ထောက်ခံသူဒေါ်မူမူခိုင်ကစော်ဘုံဟင်းကို မေလ9ရက်နေ့တွင်အမှုဖွင့်ထားပြီးရင်းအမှုအတွက်လည်းရန်ကုန်တွင် အမှုရင်ဆိုင်ရမည်ဖြစ်ကြောင်းသိရှိရသည်စစ်လော်ဘီစော်ဘုံဟင်းကိုဖမ်းဆီးရန်အဓိကလှုပ်ဆောင်ခဲ့သူများတွင်စစ်တပ်လော်ဘီဟန်ငယ်ဦးကဥဆောင်ပါဝင်ခဲ့သည့်ဖြစ် မပတာနှင့်စစ်တပ်ထောက်ခံသူတို့ချို့ကဟန်ငင်းဦးကိုတစ္ဆာဖောက်တူအဖြစ်ကင်ပွန်းတက်ထားကြကစစ်တပ်ထောက်ခံသူများတွင်အုပ်စုကွဲများဖြစ်ပေါ်လာကြောင်းမပတာဖွဲ့ဝင်တို့ချို့ကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည်ကိုဇော်ဘုံဟင်းကတမတော်အတွက်ကောင်းမှုသူပြောတာသူကပင်မစားဘူးဟန်ငင်းဦးညို့မိုင်းဝေကိုတက်ကြော်စွာကိုနင်းမောင်တို့ဆိုတာတအုပ်စုတဲ့အခုမပူတူမဟာသွေးတောင်လွတ်ပါမလားစိုးရိမ်နေရတယ် ဒီလူတွေကတက်မတော်ကို6ထဲဆွဲချသူတွေရှေ့မှာဥတင်လွင်လောက်ကျန်တက်ဖြတ်ခံရတာတောင်ဒီလူတွေစနက်မကင်းဘူးလို့ကျွန်တော်တို့ကြားမှာတွက်ဆနေရပြီဟုရန်ကုန်မှမပတာဖွဲ့ဝင်တအူးကရန်ကုန်ခေတ်တည်င်းဌာနထံသို့မက်ဆေ့ချာမှတဆင့်ဆက်သွယ်ပြောဆိုသည် စစ်တပ်လော်ဘီဟန်ရဲဦးကမူဇော်ဘုံဟိန်ဖမ်းဆီးမှုအပေါ်ကန့်ကွက်သူများသည့်စစ်တပ်ကိုတော်လန်ပုံကံဖြုတ်ချရန်ကြံစည်နေသောပူးတပ်သူရှုများဖြစ်၍ဇော်ဘုံဟိန်ဘက်တော်သားမှန်သည်ဖမ်းဆီးရမည်ဟုသူ၏လူမှုကွန်ရက် Telegram မှတဆင့်လှုပ်ဆော်ထားသည်။လက်ရှိတမတော်အစိုးရကိုအယုံကြည်မဲ့အောင် အထက်အောက်တွေးကွဲအောင်လုပ်ပြီး တော်လံပုံကံဖြုတ်ချဖို့အထိပါကြံစီတဲ့ပူတသက်ရှုကောင်းရဲ့ကြံရပါအပေါင်းပါတတိုက်ကိုလည်းတခါတည်းရှင်းထုတ်ရမယ်အချိန်ခါကောင်းမဲတော့ဘသူတွေကြံရပါလဲဆိုတာတကူးတကလိုက်ရှာနေစရာတော့မလိုပါဘူး။လိုင်းပေါ်မှာရောအပြင်မှာရောစောက်တန်ထွက်လာတဲ့ဟာမန်သမ ्या တက်ရှုကောင်းရဲ့ကြံရပါပြီဖြစ်နိုင်တာမို့ဘဲကောင်းစောက်တန်ထွက်ရဲ့လဲစောင့်ကြည့်ပြီးစီလိုက်ရုံပဲဟုဟန်ငင်းဦး Telegram တွင်ရေးသားထားသည့်စစ်တပ်ထောက်ခံသူများအကြားအုပ်စုကွဲများစွာဖြစ်ပေါ်ခဲ့ရာ မကြသေးခင်ကလည်းမိတ္တိလာမျိုးတွင်လက်ရှိမလိုက်မျိုးနှင့်အုပ်ချုပ်ရေးမှုကိုမှုဝေဖြိုးနှင့်ပြူစောတိကောင်းဆောင်ဇောယူထွန်းအကြားပြဿနာဖြစ်ပွားခဲ့ကာစစ်တပ်ကပြူစောတိကောင်းဆောင်ဇောယူထွန်းကိုပုံမှန်များစွာဖြင့်အေးအေးယူဖန်ဆီးခဲ့သည်။ယင်းပြဿနာကြောင့်မိတ္တိလာတွင်ပြူစောတိ20ဦးထက်မနည်းပြည်သူစစ်အဖြစ်မှနှုတ်ထွက်သွားကြသည်။မင်္ဂလာပါမျိုးရေကျမမဘုတုမာသေးပါရှင်ဒီနေ့နောက်25ခုနှစ်ချုံ3ရက်နေ့ဖြစ်ပါတယ်ဒီနေ့ကျမကဘေးခံဖြိုးပါတော့ကရာဦးခင်ရင်နဲ့ ဘူးလောက်လာဆိုရင်ပြုံးစမှုလေးနဲ့ပတ်သက်လို့ကျမရဲ့အမြင်လေးကိုသုံးသပ်တင်ပြပေးချင်ပါတယ်။ဥစွာအနေနဲ့ကတော့တောင်းသားမောင်မယ်လေးဖြူစင်းလေးတခုပြီးတောင်းသွားနေတဲ့မြင်ကွင်းလေးတွေမြင်ရတာအဲ့ဒါကိုမှသိသိရှိပါတယ်ရှင်။အဲကျမဆိုရင်မနက်ကပေါ့နော်ကျမရဲ့ဒူးမလေးကိုတောင်းလိုက်ပေါ်ရင်းနဲ့ဒီတောင်းသားမောင်မယ်လေးနေနိုင်ငံတော်တချင်းစုပ်ပြီးနိုင်ငံတော်လှန်ကိုအလေးပြုနေတာမြင်ရတဲ့အခါမှာတက်သိန်းလေးထားပြီးတော့မျက်ရည်ပေါက်ပေါက်ကြခဲ့မနက်ကနော်ဒီတောင်းသားမောင်မယ်လေးတွေနိုင်ငံတော်တချင်းစုပ်ပြီးနိုင်ငံတော်လှန်ကိုအလေးပြုနေကြရဲ့နောက်တစ်ခုမြမအောင်တချင်းပေါ့နော်။ဟောကိုရီးအဲ့ဒီကလေးဘွားကပေါ့ပေါ့ပဲနေခဲ့ဘူးလားနော်။ အာနိုင်ငံတော်ချင်းဆိုလို့ရှိရင်လည်းဒီလိုပဲကျွန်မတို့ပေါက်ပြက်ပြက်ဆိုခဲ့တာပေါ့နော်ဒီတော်စုကိုလက်ဖက်ကျွေးလို့ဘိုင်လာလို့တည်ကျမအကြောင်းသားနိုင်ငံတော်တင်ဆောင်တယောက်ရှိရမည်ရှိရင်စော်ကလည်းချော်ရမည်ဥစ္စာလည်းပေါ်ရမည်အဲကိုရလို့တောင်းတော့ဘောကကိုအဲ့ဒီလိုပေါက်ပြက်ပြက်နဲ့ဆိုခဲ့တယ်ဒီတချင်းကြီးရဲ့အနှစ်သာရ ဲ့ဒီတခြင်းတွေမှာပါရဲဇာတိဝေဇာတိမယ်နေရအခုလိုအသက်အရွယ်တစ်ခုရောက်လာတဲ့ခါမှာအခုလိုမျိုးနိုင်ငံရေးအတက်တည်းကြီးမှာနော်ပညာရေးကိုဖက်ပေါင်းဆောင်တဲ့နှောက်ရှက်ဖြစ်စည်းနေတဲ့အချိန်ရောက်မှာဒီမှာပါတဲ့တခြင်းတွေအနှစ်သာရတွေဒီမှာပါတဲ့ဇာတိတွေဇာတိမယ်နေရကျမတို့တွေးကိုခုပါဆိုဆူစီနေနော်အစမမနေ့ကဒီတလေးတွေကြောင်းသားမောင်မယ်လေးတွေမူလာတဲ့ခလေးလေးတွေနိုင်ငံတော်တခြင်းဆိုပြီးအလေးပြုနေတာမြန်မာကြောင့်တခြင်းဆိုတာကိုကြည့်ပြီးတော့ကိုယ့်ရဲ့ငယ်ချင်းဘဝကိုတန်တားမိတယ်လို့ကျွန်တော်မြင်ရတယ်ကြားခဲ့ရပါတယ်ဆိုတော့ ပွင့်စေချင်ပါတယ်။ပွင့်သောပန်းတိုင်းကိုလည်းမှုစေချင်ပါတယ်။ပွင့်သောပန်းတိုင်းကိုလည်းလမ်းစေချင်ပါတယ်။ဒါကြောင့်မလို့ကျွန်မမကုတုကနေပြီးတော့ပန်းတိုင်းပွင့်ပြီးပွင့်သောပန်းတိုင်းမှုပါစေ။ပွင့်သောပန်းတိုင်းလမ်းပါစေလို့ဦးစွာသုတမေတ္တာပို့တာပါရှင်။ဟုတ်ပြီဒီနေ့ကျွန်မပြောမှာကတော့ဒီခါမျိုးပါနေဥက္ကဋ္ဌခင်ကြောင်းပေါ့။ဒီခါမျိုးပါဒီဥက္ကဋ္ဌခင်ကသူတို့လှဲကူးမျိုးနဲ့မှာဒီခါပြူပါတီလူငယ်တွေနဲ့တွေ့ဆုံမှုမှာသူ့ရဲ့ပြောဆိုမှုလေးပေါ့။ကျွန်တော်တို့လေးရဲ့မီဒီယာမှာတင်လာတာကျွန်မတွေ့လိုက်ရတယ်။တွေ့လိုက်တော့နားထောင်ကြည့်တဲ့အခါမှာသဘောကျတဲ့အချက်လေးပေါ့။ ်လူကဝယ်နီးလာတာနဲ့အများပါတီတွေနိုင်ငံရေးပါတီတွေနိုင်ငံရေးသမားတွေကတော့လူတို့ကိုစေအောင်မှုတွေမျိုးစုံရှိတာပေါ့လူတို့စိတ်ဝင်စားတော့တော်တော်ကြာတာဒါတို့ရဲ့ထုံးစံပဲဒါပေမဲ့ဒီမှာဥက္ကီရဲ့ပြောဆိုမှုကတို့ပြည်ခိုင်မျိုးပါတီရဲ့ရှေ့လုံငန်းစဉ်ပြည်ခိုင်မျိုးပါတီရဲ့အမူအရဒိဋ္ဌိအမြဲပြည်ခိုင်မျိုးပါတီရဲ့ရည်မှန်းချက်လို့ပြောရလိမ့်မယ်ထင်တယ်။နော်အဲ့မှာအလုပ်တိုင်းခွင့်လန်းနေတဲ့ပတ်သက်လို့ ပြောသွားတယ်နော်လောက်ကခွင့်လဲဆိုအားလုံးကပြောတတ်တယ်နော်ရှေ့မှာဆိုတော့ကျွန်မတမောက်သိန်းကြီးဆိုတာလက်ထက်ကအချိန်မဲ့ခဲ့တယ်ဘယ်လောက်တဲ့အချိန်မဲ့ခဲ့ကျွန်မခဏခဏပြောဘူးလေနော်ဘယ်လောက်တဲ့အချိန်မဲ့ခဲ့ကလည်းပြတ်သွားတဲ့ခါကြမှာလဲရှေ့မှာဆိုလို့ရှိရင်ကလန်လေးမဲ့ပတ်ဆောင်လုံးအချိန်မဲ့ခဲ့လို့ထုံးရဲ့ထိုးစီပွားရေးဆောင်နော်ကချင်မှာဆိုလို့ရှိရင်လည်းထိုင်းချုံကံပိုင်းကြီးထိုးစီပွားရေးဆောင်လို့အရာဝီမှာဆိုရွှေတုံးအိမ်ကထိုးစီပွားရေးဆောင်အဲ့လိုမျိုးတွေအများကြီးရှိရပါဘို့မြို့သားပတ်ဆောင်အခွင့်ပြုတုတ်တဲ့အချိန်မဲ့ခဲ့နေပေါ့နော်20 20 30 50အဲ့ဒီလိုအချိန်မဲ့ခဲ့နေနေရှိရှိတဲ့ခါကျတော့အဲ့လိုတိုင်းခွင့်လဲနေပတ်သက်လို့ပါတီတိုင်းနိုင်ငံရေးတမတိုင်းကအကောင့်ချင်တဲ့လူတို့တိုင်အောင်ပြောတယ်ဒါပေမဲ့ဥက္ကိညာပြောဆိုမှုမှာဘာပါလဲဆိုရင်လူငယ်တွေအဲ့လိုကံခ 来了报纸一部，但没有文章评价的更加部准。 တင်တန်းတွေဖွင့်နေပြီးចောင်းတွေဖွင့်နေတင်ထားပြီးနေเนาะသူတက်ကမြို့သမီးတွေပေါ့เนาะမြို့သမီးတွေတက်တော့မြို့သားတွေတက်ပေါ့လူငယ်တွေအတွက်တမွေဝမ်းကြောင်းပညာတင်တန်းចောင်းတွေဖွင့်ပြီးတော့သူ့ရဲ့အဲ့ဒီခဲထဲမှာပြောရတဲ့အကျိုးဆုံးချက်ကထမင်းစားလက်မှတ်ထုတ်ပေးမယ်ဆိုတဲ့အကြောင်းလေးနောက်ခင်ကတော့ထမင်းစားလက်မှတ်လို့တုံးမသွားဘူးဒါပေမဲ့ဆိုလိုရင်းကတော့ထမင်းစားလက်မှတ်ပေါ့เนาะဆိုတော့ကျမတို့မှာအလုပ်ကခွင့်လန်းဖန်တီးဖို့ကြိုးရဲအတက်မွေဝမ်းကြောင်းတင်ပေးမယ်ပညာတင်ပေးမယ်ပြီးလို့ရှိရင်ပညာတင်ယူတက်မြောက်ပေးကြောင်းလက်မှတ်တွေထုတ်ပေးမယ်ဆိုတော့အဲ့ဒီလက်မှတ်တွေကလူငယ်တွေအတွက်ဒါထမင်းစားလက်မှတ်တွေထမင်းစားလက်မှတ်တွေဘုံကတပွားလုံးမိမိတပွားလုံးအတွက်အမှခံချက်ရနိုင်တော့တယ်ထမင်းစားလက်မှတ်တွေပေါ့ ဒီကပညာတွေတက်ချင်တာမှလက်မှတ်မရှိတဲ့အတွက်တိုင်ပတ်နေတဲ့ကျမတို့မြန်မာနိုင်ငံမှာလူငယ်တွေတက်အလုပ်ကံခင်းလန်းနေတဲ့အတွက်တမွေဝမ်းကြောင်းပညာတွေသင်တန်းတွေပွင့်ပြီးကျောင်းတွေဖွင့်ပြီးသင်ပေးမယ်အဲ့ဒီထမင်းစားလက်မှတ်တွေထုတ်ပေးမယ်ဒီလိုမျိုးပြောသွားတာကြားရတဲ့အတွက်တော်တော်ကြီးကိုမှဟတ်ထိပါရပေါ့နော်ကျွန်တော်ယူဟတ်ထိပါပါရဲ့ကျွန်တော်ပါတီလိုက်ပါတီတိုင်းကတော့ဘာလုပ်ပေးမလဲညာလုပ်ပေးမလဲပြောတတ်ကြပါတယ်အပြောနဲ့အလုံးနဲ့ညီပါစီလို့ပြောလိုက်ပါတယ်အပြောနဲ့အလုံးညီမညီရအောင်စောင့်ကြည့်အောင်ပါပေါ့နော်နောက်တစ်ခုကကျမတို့ဘူလက်ဥလာဆွေအဒီခံမျိုးပါတီဘူလက်ဥလာဆွေဥလာဆွေကအဲ ရေကောက်ပွဲမှာရဲ့ကျွန်တော်သာတကယ်လို့သူသာရေကောက်ပွဲမှာနိုင်ရလို့ရှိရင်သူနှစ်ချက်ပုံစားပေးပြီးပြောပါတယ်။နံပါတ်၁ကတပုံလေးရဲ့ဌာနချုပ်ကိုအပြစ်လန်တယ်။ကျွန်တော်တို့ကြိုက်တယ်။ဘာလို့လဲဆိုတော့လက်ရှိချိန်မှာတီတူရဲ့ကောင်းလို့ပြောနေနေတာ။ဘာကြောင့်မလို့တပုံလေးဌာနချုပ်ကိုတမလို့ကမနှိမ်နှင်းတာလဲဆိုရဲပေးဖို့နေ။ เนาะဥပမာ KIA ဆိုလို့ရှိရင်တို့ရဲ့နိုင်ငံဌာနချုပ် KIA ဌာနချုပ်ကိုဘာလို့ငြင်းမလန့်လာလဲဘုချုပ်စော်မဲထွန်းပြောတယ်ခလုတ်လေးတစ်ချက်လှောက်ရုံပဲမှပုံတင်တင်ပြီးထားရှိရဆိုရင်မပညာရှိတယ်ဆိုရင်ဘာကြောင့်ဒီပုံဌာနချုပ်ကိုမလုပ်တာလဲဆိုပြီးအားမလို့အားများဖြစ်နေလက်ရှိကြောက်ပြူမှာရခိုင်နဲ့နော်တိုက်ပွဲတွေအင်းအင်းနဲ့တိုက်ပွဲတွေဖြစ်နေဒါဆိုလို့ရှိရင်အင်းအင်းရဲ့ဌာနချုပ်ကိုဘာလို့မလုပ်တာလဲဆိုရင်အားမလို့အားများမချိတင်တဲ့အပိုင်လေးကြီးပွဲနေတဲ့တန်နေကြရတယ်ဆိုတော့ဘလောက်လှဆိုပြောဆိုမှု မြကဝဲအဒုနာရလို့သူ့မှာလုံးပိုင်ခွင့်အာဏာရှိခဲ့မှာဆိုရင်နံပါတ်1သံဃာရဲ့ဌာနတုတွေကိုမြင်လမ်းမယ်နံပါတ်2ကစစ်မှုထမ်းဥပဒေအတွက်အင်အားအလုံးကြီးတိုင်းနေချင်ကြတော့သူလုပ်ပေးမယ်လို့ပြောကြတယ်အဲ့ဒီဒုတိယအချက်ကိုတော့ကျွန်မရှုံးဘာလို့လဲဆိုတော့ဒီခံပြိုးမှာကပါတီဝင်အင်အားကတိုင်းနေချင်ရှိနော်ပါတီဝင်အင်အားတိုင်းနေချင်ရှိရဲ့အဲ့ဒီတော့တကယ်လို့ဒီခံပြိုးကဘလောက်လောက်ဆိုလို့ပြောတော့လုံးပိုင်ခွင့်အမှန်တကယ်ရခဲ့မယ်ဆိုရင်ကျင်းပြပေါ့ဒီစစ်မှုထမ်းအတွက်အင်အားအလုံးကြီးရအောင်တို့ စွတ်ဆောင်နိုင်နေမယ်လို့ကျွန်မယုံကြည်တယ်။နော်ဆိုတော့ဒီတော့ဘူလောက်လားဆိုပြောသလိုဒီလက်ချက်ကိုအဓိကထားပြီးတို့လုပ်မယ်။နောက်တစ်ခုကျမကြီးတွေပညာကြီးတွေဒီလေ့ဆင်ရရှိရေးတွေကတော့နောက်တစ်ဆင့်တိုင်းအေးချမ်းရင်အေးချမ်းတို့လုပ်သွားမယ်လို့ဒါသူ့ရဲ့လူမှုကွန်ရက်မှာခြေထားလာတာတွေ့ရတယ်။ဒါလုံးလုံးတည်းသူပြောဆိုမှုလူထုနဲ့တွေ့ပြီးပြောဆိုရဲဆိုရင်တော့ဒါနိုင်ငံကြီးအမှတ်ကံချက်ခရစ်တိကိုဖြစ်သွားလိမ့်မယ်။ဆိုတော့ဒီပုံစံတိုင်းအမှတ်တကယ်လုပ်ပေးမှပေးကြရင်အပြောနဲ့အလုံးနဲ့ညီမှာပေးကြရင်တိတ်တေပါပြီးခံပြုဖို့အားလုံးကလည်းပေးရွှေ့ချက်ပါလိမ့်မယ်။ဘယ်ပေးပါလို့မဲတောင်းစရာမလိုတဲ့နေ။ပြောနဲ့အလုံးနဲ့ဒါအမှတ်တကယ်ညီမယ်ဆိုရင်တိတ်တေပါပြန်မျိုးကိုလူထုကမဲပေးနိုင်မယ်။ကျွန်မကိုယ်တိုင်လည်းမဲပေးမယ်။ နော်ဆိုတော့တော်တော်ပြောနေလို့လည်းညှိချင်တယ်နော်ဒေါက်တာဆန်းစုကြည်ဆိုလည်းဒီလိုပဲတမားတို့ပါတီအစိုးရဖြစ်ချင်းပထမဆုံးလုံးမှာကအမြင့်ဆုံးစားချုပ်ကိုတည်သူကိုချပြမှာပါမြင့်ဆုံးစားချုပ်မှာစစ်တပ်ကဘယ်လိုမျိုးတွေလှုပ်ထားလဲဘယ်လိုသဘောတူညီချက်တွေလှုပ်ထားလဲဆိုတော့ကျမတို့မသိတဲ့အတွက် NLD ပါတီအစိုးရဖြစ်ချင်းပထမဆုံးလုံးမှာအလုပ်ကမြင့်ဆုံးစားချုပ်ကိုတည်သူကိုချပြပါမယ်ဆိုပြီးတော့ကချင်ပြည်နယ်မြစ်ကြီးနားမှာကချင်ဝတ်စုံဝတ်ပြီးကချင်လူမျိုးကိုတော်စုကြည်ချင်းတယ်တကယ်နဲ့အစိုးရဖြစ်တဲ့ခါကျတော့၅နှစ်လုံးတော့မြင့်ဆုံးချောင်းကိုတခွန်းမှာမဟပဲနဲ့အဲ့ဒီနေ့ကလို့ရှေးပြောက်တို့လို့အယူွက်နေပြီးတော့ညနေပြောင်တိုက်ခဲ့တဲ့အနေထားလေးရှိတယ် တော့ဘတ်တော်မျိုးတွေကျွန်တော်တို့မကြိုက်ဘူးအဲ့လိုမျိုးတွေကျွန်တော်မကြိုက်ဘူးလူတို့ကိုလိုက်ခံရေးဂရီကိုပေးရင်အဲ့ဒီပေးတဲ့ဂရီကိုတီအောင်ကျွန်တော်တို့လုပ်ချင်တယ်နောက်ဆိုတော့ဘာလဲရှင်မဘလောက်လားဆိုရင်အဲ့လိုမျိုးတွေပြောတယ်ကျွန်တော်တို့ပြည်သူလူကကြိုက်တယ်ဟောအဲ့ပြည်သူကမဲပေးရွေးချင်မယ်အမေရိကန်လိုမဲပေးရွေးချင်ခင်တော့မှာဒါဆိုရှေ့ကတော့စားရှိကြည့်လို့မျိုးအာနာလေးရလေးရကောအတိတ်မြင်တယ်လို့ရွှေပြောက်တို့လို့နဲ့လက်ပြောင်တိုက်ပြီးနေမယ်ဆိုလို့ရှိရင်လည်းပေးထားတဲ့နိုင်ငံရေးဂရီကိုမတည်ဘူးဆိုလို့ရှိရင်ပြည်သူကနေပြီးတော့နှစ်တော်တဲ့ကပြန်ပြီးဆွဲထုတ်နိုင်တော့တဲ့ right to recall ဖြုတ်ထုတ်ဥပဒေတည်းလည်းကျွန်တော်တို့မှာလိုအပ်တယ်လက်ရှိမှာ UEC အနေနဲ့ကအဲ့ဒါကိုပါတစ်ချိန်တည်းပဲ ပြင်ဆင်ဖို့ပြုပြင်ဖို့လက်ရှိမှာအချိန်မီပြုပြင်ဖို့လိုပါတယ်เนาะပြုပြင်ပေးခြင်းတမားတယ်ရွေးစီနေတဲ့ကလက်ရှိမှာလွှတ်တော်မတည်းပြည်သူကနေပြတ်ထက်ဟိုပြည်သူကိုရွေးကောက်ပွဲကာလကတိကူကိုပေးပြီးတော့မတည်လို့ရှိရင်ပြည်သူကဖြုတ်ထုတ်နိုင်တဲ့ right to recall လို့ခေါ်တဲ့ဖြုတ်ထုတ်ဥပဒေကိုရွေးစီကနေစီမံပေးမယ်ဆိုရင်ကျမတို့ကတိတ်ကူမှာဒါကောင်းမှာလေဆိုတော့လက်ရှိမှာဘူးလည်းလှဆွဲလို့ပြောရဲဒီခံပြုတ်အခင်းအဲ့လိုပြောရဲအဲ့ဒီကျမတို့ကဒီခံပြုတ်မဲပေးလိုက်မဲပေးလိုက်လို့ဒီခံပြုတ်ကနိုင်ငံရေးကတိကူကိုမတည်ဘူးဆိုရင်ဘူးလည်းလှဆွဲလဲကျမတို့လွှတ်တော်ရဲကဆွဲထုတ်တင်ထုတ်ရပါမယ်เนาะအဲ့ဒီအတွက် right to recall ဒီကနိုင်ငံရေးအာမခံအာမခံချက်တော့ချစ်ကြည့်လို့ပဲရှာရိုးမရှိတိုင်းပြောပြီးတော့ တကယ်တမ်းအာနာရရေရှုံးတာဖြစ်တဲ့အခါအတိတ်မိသလိုရှင်ရတူလို့လည်းမျက်နှာပြောင်တိုက်တဲ့လူတွေတော်တော်လေးပါလာရင်ဆွဲထုတ်နိုင်တဲ့ဥပဒေတည်းရဲ့လည်းကျမတို့မှလိုအပ်ပါတယ်နောက်တစ်ခုကကျပမှုတွေနေနေတဲ့အခါမှာနော်တပေါင်းဌာနချုပ်တွေနေနေရှင်လည်းမပြီးဘူးနောက်တစ်ဆင့်အနေနဲ့ကဘူးရစီပြတနာတပေါင်းနေရေးလက်ရှိမှာတိုင်းလာလမ်းနဲ့ကိုင်းမိခန်းထားတဲ့ချမ်းဖတ်သမားတွေဘာကြောင့်တက်ဆိုးရှင်နေတလဲမူးရစီအဲ့ဒီဘိန်းကိုနိုင်ငံရေးလက်နဲ့ပြီးအသုံးချနေကြလို့ဘိန်းနေဆိုင်တဲ့ဘိန်းမောင်ကိုလုတ်တယ်လက်နဲ့မောင်ကိုလုတ်တယ်အဲ့ဒီကလည်းရလာတယ်ငွေကြီးအကျိုးမြတ်နဲ့ ဤဝမီခံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတဘုံတွေကတဆိုးရှင်နေကြတယ်။ဒါကြောင့်မို့မူရင်စေဝါနှိမ်နှင်းတိုက်ဖြတ်ရေးကိုနိုင်ငံတော်ဆင့်အမျိုးသားအဆင့်စီမံကိန်းအနေနဲ့လှုပ်ဆောင်ပေးဖို့လိုပါတယ်။လှုပ်ဆောင်ပေးဖို့လည်းညွှန်လဲပါတယ်။အခုလောလောဆယ်မှာပဲနော်နေပြည်တော်လေဝေးလေဝေးမြို့နယ်ရှင်ဒီတတာရှင်ဒီတတာစစ်စီရေးကိန်းမှာမူရင်စေတွေတန်း6000ကျော်တန်း6300ကျော်မူရင်စေတွေဖက်စီလာမိတယ်။ဆိုတော့အဲ့ဒီမူရင်စေဘိန်းတို့ဟုတ် နိုင်ငံကြီးလက်နက်တွေသူတိုင်းရင်းသားလက်နက်ကိုင်ပွဲအကြံတပုန်လေးကအတုံးချနေတယ်။အဲ့ဒီအတွက်သူတို့ကနော်တပုန်လေးကိုအမြင့်ဖက်မယ်ဆိုရင်ကျမတို့မူရီစင်းကိုပါနိုင်ငံပို့လိုအပ်တယ်။အဲ့ဒီမူရီစင်းနဲ့တစ်ဆက်ထဲမှာဘာပါလဲ။ဘာဒီတွဲပါလာလဲဆိုတော့မူရီစင်းတွေတုံးတယ်။တုံးလာတော့အကျင့်စာရိုက်တာတွေပြပြလာတယ်။အဲ့ဒီအတွက်အာကတိမှုတွေမလိုအပ်ဖဲနဲ့ကျိုးလုံလာကြတယ်။ဒါကြောင့်မလို့အာကတိမှုနော်မူရီစင်းအဓိကအာကတိမှုကျိုးလုံလာတဲ့အကြောင်းကနှစ်ချက်မူရီစင်းနဲ့လောင်းကစား။မူရီစင်းတွေတုံးတဲ့လောင်းကစားတွေလုပ်တယ်။အဲ့ဒီအတွက်ငွေကြေးတွေလိုတယ်။ငွေကြေးတွေလိုတော့မလိုအပ်ဖဲနဲ့အာကတိတွေကျိုးလုံကြတယ်။နော်။အဲ့တော့ဒီမှာတစ်ဆက်ထဲပဲတစ်ဆက်ထဲပဲ။ မွေးစေတော့မှုလောင်းကစားလုံးမှုလောင်းကစားတွေလုပ်တဲ့မွေးစေတော့တဲ့ငွေချေးတွေလိုအပ်တဲ့လိုအပ်တော့အားတည်တည်လိုက်စားတယ်ဒီဥစ္စာကိုလည်းပဲနိုင်ငံတော်ဆက်အလို့သားဆက်ကျမတို့စီမံကိန်းကြီးချပြီးတော့ဆောင်ရွက်ပေးမယ်ဆိုတဲ့နိုင်ငံရေးတတိကဝတ်မျိုးကိုလက်ရှိရွေးကောက်ပွဲဝင်မဲ့ဘယ်ပါတီကပေးနိုင်မလဲကျမတို့ဒီတူကစောင့်ကြည့်ပါမယ်ပေးနိုင်မယ်အဲ့ဒီလိုနိုင်ငံရေးတတိကဝတ်ပေးနိုင်မဲ့ပါတီကိုကျမတို့မြို့သူမြို့သားတွေကရှက်တီရပါမယ်နော်ကျတော့ လက်ရှိမှာဆိုလို့ရှိရင်လည်းဒီအာကိမှုတွေအတွက်နော်လက်ရှိဟိုနိုင်ငံတော်ရဲ့အခွင့်အရေးတက်ဆိုပြီးအစိုးရကနေပြီးတော့ဝတ်တောက်ကားတွေဟိုဖမ်းဆီးရေးပေါ့လုပ်နေတာပေါ့နော်နိုင်ငံတော်အတွက်အခွင့်အရေးငွေမချလို့ဝတ်တောက်ကားတွေဖမ်းတယ်ဝတ်တောက်ကားတွေဖမ်းတာကနော်အခုလိုမျိုးဒီလူလက်တန်းစားရင်းနဲ့နော်အထက်ကလူငယ်ချင်းများသားသမီးတွေကတော့ဒီလိုမျိုးလူတို့လူမျိုးဥပဒေကိုလူရဆွဲပြီးတော့တုံးနေပြီမယ်အောက်ချိန်မှာဆိုင်ငယ်ရွယ်လေးတွေဆိုင်ငယ်သမားတွေစိုက်တွဲတွေနဲ့ဈေးရောက်ကြတဲ့လူတွေအခြေခံလူတန်းစားရဲ့အဖို့ကြတော့ ထမင်းရိုးရိုက်ခွဲခံရမယ်ဂိမ်းဖြစ်နေတယ်။နောက်ဆိုတော့အခြေခံလူသားတွေရဲ့ဘဝနော်အထူးသဖြင့်ဒီဆိုင်ကလေးတွေနဲ့လက်ရှိမှာကျမတို့ဆောင်လို့ရှင်တွေ့ရနော်မိုးလက်ဆောင်ရောင်းကြတဲ့လူတွေရှိရဲအာမနက်ခင်းဆိုရင်ဟင်းတီးခင်းရောင်းကြတဲ့လူတွေရှိရဲတသားရောင်းတဲ့လူရှိရဲဟတာရောင်းတဲ့လူရှိရဲဆိုင်ကလေးတွေဘေးရွဲလေးတွေနဲ့မောင်းကြတယ်။ဆိုတော့အဲ့ဒီတို့ရှိတာလေးကိုတိတ်ချခံရမယ်ဆိုရင်ထမင်းရိုးရိုက်ခွဲခံရမယ်မိသားစုထမင်းငတ်လာရင်မလို့အပ်ဖယ်နဲ့ခိုးမှုတွေလူမှုတွေကျူးလွန်မယ်တစက်တည်းမှာဆိုတော့ဒါကြီးအခြေခံလူသားတော်ကိုတက်ညာတော်အဖြစ်ရဲ့နော်အခြေခံလူသားတော်ကိုတက်ညာတော်အဖြစ်အစိုးရအနေနဲ့နော်လက်ရှိမှာရှိပိသားပေါ့ရှိပိသားစင်ရင်းကိုလက်ရှိမှာရှိပိသားဝတ်တော့ ဆိုင်ခဲ့ပြီးတဲ့အစီအစဉ်ဝတောက်ကားစီးရင်နော်ဒါတွေကိုစရင်ပြုစုပြီးတော့တခြားသောနည်းနဲ့ထည့်ချုပ်ဖို့လိုအပ်ပါတယ်တက်ဆက်စာထဲမှာဝတောက်ကားတွေနော်ကားတွေကိုအဲ့ဒီလိုမျိုးဝတောက်တွေလုတ်တဲ့အတွက်နိုင်ငံတော်မှာအခုငွေငွေနေနေတယ်ဆိုလို့ရှိရင်လိုင်စင်မဲ့ကြောက်ဆိုင်ထူမမှုလိုင်စင်မဲ့ကြိုးတရောက်ချမှုလိုင်စင်မဲ့ရေရှားတထုထူမမှုထည့်ချုပ်ဖို့လိုပါတယ်ဒါဒီကအဓိကအရင်းမြစ်တွေဖြစ်တယ်ဘလောင်းတော့ကတ္တဗအမျိုးသားဥယျာဉ်เนาะမျိုးသားဥယျာဉ်ဘေးမဲ့တော့ ဘေးမဲ့တော့ရင်ကျိမှုအမွေနဲ့အမျိုးသားဥချင်းလက်ရှိမှာ PDM ခံပါကဖားမိခံနေကျိုးတက်တည်ရောက်ချနေတဲ့အတွက်အလောင်းတော်ကထမအမျိုးသားဥရဲ့ဘေးမဲ့တော်ရဲ့တတော် area 80ရာခိုင်နှုန်းကပြောင်းတင်းခါနေပြီပြောင်းတင်းခါနေတယ်ဆိုတဲ့အကြောင်းကိုလည်းပဲသူတို့ PD ရဲ့အခြေခြံကပြန်ပြီးတော့လက်ရှိမှာအဲ့ဒီဘိုးနကားရဲ့အဖွဲကိုယ်တိုင်ကထုတ်ပြန်လို့ဆိုတာရှိတယ်ဆိုတော့အဲ့ဒီလိုမျိုးကာဝေးတောက်တွေကိုလည်းဖမ်းမယ်ကောင်းတယ်ဆိုင်ငယ်ဝေးတောက်တွေကိုလည်းဖမ်းမယ်ကောင်းတယ်လိုင်စင်မရှိတဲ့အတွက်နိုင်ငံတော်အတွက်ခုန်ငွေနဲ့လာတယ်အဲ့ဒီလိုမျိုးနိုင်ငံတော်ရဲ့ကြောတက်တွေကို လက်နဲ့ကင်ပြီးတော့လိုးတလုံးလောက်စားနေကြတဲ့ဟာတွေကိုလည်းပဲအစွဲကတိတ်ကြပ်ပို့လို့လေ။နောက်တစ်ခုကရေပေါ်မြောက်တရားကြတဲ့ဒူးပေါ်ရောက်ချမှုထူးသဖြင့်တရားရင်။မြေရှားတက်ထုတွေဒူးပေါ်ရောက်ချတယ်။မြေရှားတက်ထုကငူဝေးတိတ်ကိုများတယ်၊တန်ချေးများတယ်။အဲ့ဒီမြေရှားတက်ထုရဲ့နောက်ဆက်တွဲမှာတဘာဝပတ်ဝန်းကျင်ထိခိုက်တယ်။လူနေလူတို့ရဲ့ကျန်းမာရေးစနစ်။လက်ရှိမှာပချင်းပြည်နယ်ချီခွေမှာရေကြီးနေတယ်။အားလုံးကချင်ပြည်မှာချီခွေမှာရေကြီးတာကတဘာဝအကြောင်းရေကြီးရေရှမ်းခြင်းမဟုတ်ဘဲနဲ့လူလုတ်တယ်ပြီး ေရှားတတူတွေအစမတန်းတိုးပေါ်ရောက်ချတဲ့အတွက်တဘာဝပတ်ဝန်းကျင်တွေထိလိုက်တယ်အဲ့ဒီချီပွေမှာပဲဒေတာခန်တွေကနော် KIA အနေနဲ့မေရှားတတူတွေမတိုးဖို့မှုတရုတ်ကိုရောင်းမစားဖို့ဆိုပြီးတော့ကန့်ကွက်ဆန္ဒပြလို့ဆန္ဒပြတဲ့လူ400လောက်ကိုလူ100 200မဟုတ်ဘူးလူ400လောက်ကို KIA ကရိုက်နှက်ပြီးတော့ခေါင်းဆောင်အယောက်50ကိုဖမ်းသွားတယ်ချီပွေမှာဖြစ်သွားတာနော်ဖမ်းပြီးတော့နောက်နောက်ကျွန်တော်တို့ KIA ကမိသားတက်တူတွေရောင်းချမှုနဲ့ပတ်သက်လို့နောက်နောက်တခွန်းမှမဟပါဘူးမဝေဖန်ပါဘူးဘာမှမပြောပါဘူးဆိုရဲခတိကိုပေးပြီးတော့ခံဝင်ခတိထိုးပြီးတက်လွှတ်လိုက်တယ်။နော်အဲ့ဒီလိုနဲ့ချိန်ပြင်မှာကချင်ပြည်နယ်ချိန်ပြင်လို့ပန်သွားလို့မိသားတက်တူတွေအစမတန်ရောင်းချောင်းရောင်းသူရတဲ့ပတ်စံတွေအကုန်လုံးတို့အိတ်တဲ့ရတဲ့ရတဲ့ပတ်စံတွေကနေပြီးတော့လမ်းနဲ့မောင်ကိုတွေလို့နိုင်ငံတော်ကိုပြန်ပြီးပုံကန်အဲ့ဒီလိုမျိုးနိုင်ငံတော်ရဲ့တယံဇာတာတွေမျိုးပေါ်မျိုးတယံဇာတာတွေကို license မရှိဘဲနဲ့နိုင်ငံတော်အတွက်အခွင့်အရေးနဲ့နာပြီးတော့လက်နက်ကင်ပြီးတော့နော်မိသားတက်တူတွေမိသားတက်တူကိုဘာကြောင့်ဒီကထားပြီးပြောသေးဆိုဘူးဥမာကြောက်စိတ်လည်းပဲတူးတာပဲမိသားလည်းပဲတူးတာပဲ ဘာကွာလဲဆိုရင်မေရှားတက်ထူကရေရောမြေရောကိုဖြည့်ဆည်းစေတယ်။မေရှားတက်ထူတွူးလိုက်လို့ရှိရင်အဲ့ဒီမှာရှိတဲ့ရေကလည်းပဲရေနဲ့တက်တော်ဝါးလေးသေရော။အဲ့ဒီရေရောကိုချိုင်လဲရေနဲ့တက်တော်ဝါးလေးသေရဲ။မြေကြီးဆိုလို့ရှိရင်အဲ့ဒီကုန်းမြေမှာသေးနဲ့စိုက်ပျိုးစားလို့မရဘူး။မြေဩစာပြည့်စည်ရဲ။ဒါကြောင့်မလို့ဘယ်သူ့ကောင်မှကောင်းကျိုးမပြုတ်တဲ့အခုလိုမျိုးလိုင်းစင်မဲ့ဝတ်တောက်တီကိုလည်းပဲရှိုးရအနေနဲ့က နော်ဒါဝတ်တောက်စီမံကိန်းမျိုးပဲအဲ့ဒီလိုမျိုးဝတ်တောက်တယ်ဝတ်တောက်တယ်ဝတ်တောက်တယ်အများကြီးရှိတာကိုစုံလဲစီစစ်ဖို့တော့အရေးယူပေးဖို့လိုအပ်ပါတယ်လက်ရှိဆိုရတာမလုံးနိုင်မှုဆိုရင်ရွေးကောက်ပွဲကနေတက်လာမယ်ဘလို့အစိုးရကဘေးပါဒီကဘလို့နိုင်ငံရေးအာမခံချက်ပေးနိုင်မလဲကျွန်တော်တို့ပြည်သူလူထုကအဆောင်ကျင်းနေပါတယ်အဲ့ဒီလိုနိုင်ငံရေးအာမခံချက်ပေးနိုင်မလဲအစိုးရမျိုးကိုကျွန်တော်တို့မျှော်လင့်ပါတယ်ကျွန်တော်တို့မျှော်လင့်ဆောင်စားနေပါတယ်